နှစ်သိမ့်နေဆိုတာထားပါတော့တယောက်နဲ့တယောက်ဟိုဝတ်ကြားတန်းချေပုံစံမျိုးလက်ဆွဲနှုတ်ဆက်ပုံစံမျိုးမဟုတ်တကယ်တကယ်ဟိုကိုညီလေးတယောက်ကအကိုကြီးကိုရှုံးသွားတဲ့အကိုကြီးကိုနှစ်သိမ့်တဲ့ပုံစံမျိုးသူနှိမ့်နှစ်သိမ့်တာနှလုံးသားထဲပါတဲ့ပုံစံနှစ်သိမ့်တာဘာဖြစ်လို့အဲ့ဒီချက်ချမမြင်ကြရလဲထပ်ပြောရရင်ဂျောရှုဘန်ကိုဘရုစ်ဖာပါကနိုင်နိုင်နဲ့ပါညာပြောပြောတော့ဖို့အချိန်ညာဖို့မိုက်ကင်နေပြီဒီဘက်ကဆာရွက်နဲ့ကင်နေပြီအဲ့အချိန်မှာကိုကောင်ကမနေနိုင်မထိုင်နိုင်ဒေနာဝက်စီသွားပြီးတော့ sorry ပြောပြီးတော့အကျိုးကြောင့်ပြောလိုက်တယ် ဘာဖြစ်လို့အဲ့ဒီချက်တရားမမြင်ကြလဲ Joshua Ben Elmwood ခန္ဓာတစ်ချက်ပဲသူတို့ပြောကြတယ်အဲ့တော့ Joshua Ben ရဲ့ကောင်းတဲ့အချက်တွေကြောင့်မမြင်မဲနဲ့ပေါ်ပေါ်ပါးလေးပြောနေတာတကယ်တကယ်အဲ့ကောင်နဲ့ကျွန်တော်တို့လောင်ကြီးကောင်နေလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့လောင်ကြီးသမားတွေအကုန်လုံးဟို Joshua Ben ဆိုရင် Easy Money ပါညာဒီဒီပွဲကတော့ပန်လို့ကြအပိုင်ဆိုပြီးတော့ပြောခဲ့တဲ့ကောင်နေတပုံတစ်ခေါင်းဒီပွဲမှာပန်လို့ကြပဲနိုင်မယ်ဆိုပြီးတော့ဟောကိန်းထုတ်ခဲ့တဲ့ဂူရူကြီးတွေလည်းတပုံတစ်ခေါင်းအဲ့တော့ဒီကောင်နေကဒီဟာကြောင့်မို့လို့ဥမထားပါတော့ဟိုကိုက50တရာလောင်းထားတယ် ပွဲကကိုလောင်းထားတဲ့ fighter ကဘာမှတော့မကစားရဘူး26စက္ကန့်နဲ့ပွဲပြီးသွားကိုယ့်ရဲ့50တရားကပလုံသွားတယ်အဲ့အဲ့ခံစားချက်ကိုသူတို့ကလည်းဖြည့်သိမ့်ပြီးတော့ဒီကောင်လေးဖောင်းထူလာလို့ပဲကျွန်တော်မြင်တယ်ကောင်းတဲ့အချက်တွေကြဒီကောင်လေးမမြင်နိုင်အဲ့ဒီဟာတွေမမြင်မဲနဲ့ကျွန်တော် fighter ပဲလာပြီးဖောင်းတယ် Joshua Ban ကပွဲကစားတဲ့အနေထားကိုပြောရအောင်ပွဲစားတဲ့အနေထားမှာ Ban Loja ပွဲကစားတဲ့ပုံစံကပွဲစားကြတဲ့ aggressive ကပါတယ်တဘောကဒီအနေထားကိုပြည့်တက်တယ်အကုန်လုံးသိတယ်ဒီ fighter နှစ်ယောက်က striking နဲ့ striker နဲ့ grappler ကစားတဲ့အနေထားအဲ့တော့ grappler ရဲ့အနေထားကပွဲစားကလေးကရှင်ထိုးမယ်ရှင်ထိုးပြီးရင်ဝဝဝလုပ်မယ်လုပ်ပြီးရင်တက်လုံကြတဲ့အနေထားကြောင့်ဖုံလှိုင်းလှဲချမယ် ground control လုပ်မယ်လုံးဝအပိုင်ဆိုပြီးတွတ်တာပန်ဒိုဂျာလည်းအဲ့ပုံစံမျိုးတိုင်းလာတယ်ဒါပေမဲ့အဲ့အနေထားမှာကျွန်တော်ပြိတ္တတွေကိုမြင်စေခြင်းတဲ့အချက်က Joshua Pan ကပန်ဒိုဂျာကိုတစ်ချက်မှတစ်ချက်မှကိုတစ်ချက်မှကိုမရှင်ခဲ့ဘူး ဥမာပန်တိုကြာဝူဝါလုတ်တဲ့အနေထားမှာတော့ तू ကခါဆွဲလဲပြီးတော့ဖက်လုံးပြီးတော့ကင်ပေါ့ဖို့တောင်စီစဉ်လိုက်တယ်တို့တော့နောက်ပိုင်းကျမှဒါကသူ့အဲ့လိုလုတ်လိုက်ရင်သူ့အတွက်မှားသွားမယ်လို့သူထင်မှပြန်လွတ်ပြီးတော့ပြန်ယုံတာဂျိုရှောဘန်ကပန်တိုကြာကိုကြောက်တဲ့ဆိုင်တစ်ခုမှမရှိဘူးပန်တိုကြာကပဲသူ့အနေနဲ့သူအစိုးရအိမ်ကြီးကြီးပြီးတော့ဂျိုရှောဘန်ကိုမိုးတဲ့ရေတဲ့ခေါ်ခြင်းလုံးမော်တာဝူဝါတွေဝင်လုံးတာဒီညမှာထပ်ပြောရရင်ပန်တိုကြာအဲ့ဒီဟက်ကစ်ပုံစံမျိုးပန်တစ်ခုကံမှုလဲပန်တိုကြာအဲ့ဒီဟက်ကစ်ပုံစံမျိုးရှေ့ရပွဲတွေမှာဘယ်နှခါကံမှုလဲ ဘရန်နမွေနောင်နဲ့အကျိတ်နဲ့ဆော်သွားတယ်အဲ့ hack ကကောင်းတီကန်တဲ့ချက်ဘယ်နှခါထွက်ဘူးလဲရိုဘာနဲ့ထိုးတဲ့ပွဲဘယ်နှခါထွက်ဘူးလဲရှေ့ကပွဲတွေမှာဘယ်နှခါထွက်ဘူးလဲမထွက်ဘူးသူ့အနေတူပဲသူ့ဟန်နဲ့တူပဲချုပ်ွက်ရအောင်လဘုံတိုင်းလဲချနောက်ကနေတိုင်းဖက် real neck ကချုပ်နေပဲပွဲပြီးတာအဲ့တော့ဒီပွဲကြမှာ hack ကထက်ကန်တာခံဖို့ကိုယ့်အနေတူဒါမျိုးတွေကဒီလိုကဖြစ်တတ်တာပဲအဲ့ဒါကြီးကိုဟို MMA ပွဲတွေမှာဒီလိုဖြစ်တတ်တာကြီးကိုဟိုမဟာကရုဏာတွေလာပြီးတက်ပြပြီးတော့ပိုင်းစိတ်မကောင်းဖြစ်တာကြီးကျွန်တော်လက်ခံနေတယ် ဒါမျိုးတွေဒါမျိုးတွေဖြစ်တတ်တယ်ဂျော့ရှာဘန်ကအဲ့ဒီချိန်မှာချဲောက်ကန်တဲ့ဖိုက်တာကိုသူ့အနေနဲ့လို့ပခုံးခွဲလွတ်ပြီးတော့လွတ်လန့်ပြီးတော့ကက်ချလုပ်ပြီးတော့ပြန်လှဲချတာဥရိတွန်းနေရပဲလေဒီလိုလုပ်တဲ့ဟာကွက်နေနိုင်ငံတကာမှာလည်းရှိတာပဲဒါမဲ့အကြမတော်ရင်တော့ခမ်းပါပဲဒါကထိုးတဲ့ကြိတ်တဲ့ပွဲတွေဂျော့ရှာဘန်တကယ်လို့ရှုံတော့တာနိုင်တော့တာကွဲပြင်းပါပဲအခုကဟိုစောစောစီးနဲ့လက်ကျိုးရှုံတာဒါပဲရှိတယ်ထိုးတဲ့ကြိတ်တဲ့ပွဲတော့ကျိုးမှာပဲကမ်းမှာပဲ အဲ့ဒါကိုတချို့ကမခါကုနာရှင်နေတက်ပြီးတော့ဘာညာရှောက်ပြောတာအဲ့ဒါကျွန်တော်မကြိုက်ဘူးကျွန်တော်တော့အမှန်တမ်းပြောတာကိုဖိုက်တာအပြေဝနိုင်တယ်ကိုဖိုက်တာဘက်မှာပဲကျွန်တော်ရှိတယ်